နော်ကို့အကျိုးရှိအောင်ပြောလာပြီးစုံမလာပြီးဆိုရင်ကို့ထက်ငယ်တဲ့လူကပဲပြောပြောကို့တပည့်ရပဲပြောပြောဒါကြီးတဲ့လူတွေကလည်းလက်ခံသင့်တယ်ဆိုတဲ့အမြင်ကိုလည်းပဲဖော်ပြရရောက်တဲ့ဇာတ်တော်တစ်ခုရှိတယ်။နော်ဝေဒဘဇတ်ဆိုပြီးတော့ဒီဇတ်တော်လေးလည်းပဲတချို့ကြားဖို့ရင်ကြားဖို့လိမ့်မယ်။အဲ့ဒါကနော်ဘုရားလောင်းကအဲ့ဒီတုန်းက तू ကဆရာမဟုတ်ဘူးတပည့်။အဲ့သူဆရာကပုံနာကြီးကစမ်းကြဲတဲ့အတတ်ပညာတစ်ခုတတ်တယ်။အဲ့ဒါကဘာတော့ဆိုတော့ကောင်းငင်ကိုမော့ကြည့်ပြီးတော့ နက်ခတ်တာယာတိုက်တဲ့အချိန်မှာပေါ့နော်အမြဲတမ်းတော့မဟုတ်ဘူးအဲ့တော့နက်ခတ်ကြုံတဲ့အချိန်မှာကောင်းငင်ရောမော့ပြီးတော့မန္တန်ရွတ်ဖတ်တဲ့ဆယ်လို့ရှိရင်ကောင်းငင်ကနေအဖို့တန်တဲ့ရွှေတို့ငွေတို့ယန္တနာပစ္စည်းလေးတွေကြာလာယန္တနာမိုးရွာရောအများကြီးတော့ဟုတ်ဟာမတူပါဘူးကြာလာအဲ့တော့တနှစ်ကိုတစ်ချိန်နက်ခတ်ကတိုက်တယ်လို့ပြောတယ်အဲ့တော့ तू ကနည်းနည်းတော့ချမ်းသာတာပေါ့အဲ့ဒီပုံသားကြီးကဟုတ်လားအဲ့လိုနဲ့သူတို့နေလာရင်းနဲ့ ဒီတောအုပ်တခုကိုဖျက်ပြီးတော့ခကြီးသွားကြတာဖရာလောင်းနဲ့ဆရာတပည့်နှစ်ယောက်ပေါ့နော်သွားတဲ့အခါကျတော့ဒီဓမြတွေတခိုးတွေကအဲ့ဒီတောအုပ်ထဲမှာရှိတယ်ရှိတယ်အဲ့ဒီဓမြတွေတခိုးတွေကတော့သူတို့ရဲ့ဒီစီကံတခုပေါ့အဲ့ဒါကဘာတော့ဆိုတော့တားဖားနှစ်ယောက်လာတယ်ဆိုလို့ရှိရင်ဖအေနေခဲ့တားပြန်ပြီးတော့ပြစ္စည်းယူလာရွေးလက်တလို့ပဲဆရာတပည့်ဆိုရင်ဆရာနေခဲ့တပည့်ကပြန်သွားပြစ္စည်းယူကြီးတယောက်ကိုပြန်ပြီးဆွဲထားလိုက်တယ်ပေါ့နော် အဲ့ဒါကိုတိတယ်တိတယ်တိပြီမလို့သွားတဲ့အခကြီးကကျုံနေတော့တခုရမြလက်ကလည်းလွတ်ချင်လည်းလွတ်မှာပဲဆိုတော့ရဲစွန်ပြီးတော့သွားရတာပေါ့နော်ဒါပေမဲ့တိုးတဲ့ရောက်တော့သူတို့တခုရမြတွေနဲ့တွေ့ရောဖမ်းခံရရောခါရတဲ့အခါကျတော့ဆရာကြီးနေခဲ့ဘာတော်လဲဆိုတော့ဆရာတပည့်ဆိုတော့အဲ့လိုဆိုတပည့်ကပြန်ပစ္စည်းသွားယူကြည့်ပေါ့ဘလောက်ဘလောက်ယူခဲ့အောင်တော့သွားကနေမှဘုရားလုံးကတူးတူးလေးမှားတယ်ဆရာဆရာပစ္စည်းမြန်မြန်ယူပြီးတော့မြန်မြန်ပြန်လာခဲ့မယ် ာလရေလာငါတော့ဆင်းရဲမှာပဲငါ့ဘော်တော့နှိပ်ဆက်တော့မှာပဲဆိုကြောက်ပြီးတော့ပဲဖြစ်ဖြစ်ညံညံလွတ်ချင်လို့ပဲဖြစ်ဖြစ်တတ်ထားတဲ့မန်တန်ကိုလုံးဝမရွတ်လင်းနဲ့တော့နက်ခတ်ကြုံတော့မယ်ဆိုတာကိုလည်းဘုရားလောင်းကတိနေတယ်သူကလည်းပဲဟုတ်လားအဲ့ဒါရွတ်လိုက်ရင်ဒုက္ခရောက်လိမ့်မယ်ဆိုတာလည်းတိတယ်သူကအဲ့ဒါကြောင့်မလို့ညံညံပြန်လာမယ်သီးခံပါလာရွေးပါမယ်တေချာပေါ့ဒါပေမဲ့မန်တန်ကိုတော့လုံးဝမရွတ်နဲ့လို့တေချာမှမြင်နေတယ်ကြိုးမြင်နေတယ်တပည့်ဖြစ်ပြီလို့ဆရာတဲ့ဘိုးမြင်နေတယ် အဲ့ဆရာကြီးကလည်းကောင်းပြီကွာဆိုတော့တပည့်ကပြည့်စည်သွားယူအတညလည်းမဟုတ်နှစ်ညလည်းမဟုတ်နည်းနည်းဒေတာလည်းဝေးလို့နေမှာပေါ့တီးမခံနိုင်တဲ့အခါကျတော့အဲ့ဒီညတညမှာနတ်ခတ်ကကြုံရောကြုံတဲ့အခါကျတော့အဲ့ဒီခိုးသားမြခေါင်းဆောင်ကိုခေါ်ပြီးတော့မင်းတို့ငါ့ကိုဖမ်းတာပြည့်စည်ဥစ္စာအတွက်ဖမ်းတာမဟုတ်လားဟုတ်တယ်အဲ့လို့ဆိုရင်ပြည့်စည်ဥစ္စာရရင်မင်းတို့ငါ့ကိုလွတ်မှာလားအာလွတ်မှာပေါ့ပြည့်စည်ရရင်လွတ်မှာပဲအခုရအခုလွတ်မှာအဲ့လို့ဆိုလို့ရှိရင်ငါ့ကို ကောင်းကောင်းမွန်မွန်ရေမိုးချိုးပြီးတော့နတ်သားတွေဘာတွေလိမ့်ပြီးတော့ပန့်တွေဘာတွေပန့်ပြီးတော့ကောင်းကောင်းမွန်မွန်လုပ်ငါကောင်းငယ်မော့ပြီးတော့မန္တန်ရွတ်လို့ရှိရင်ရွှေတို့ငွေတို့ရမှာငါတမညာလူမဟုတ်ဘူးဗောနော်အဲ့လိုပြောတဲ့ခါကျတော့သခုသမီးတွေကလည်းမယုံတဝက်ယုံတဝက်နဲ့လှုပ်ပေးတာဗောနော်လှုပ်ပြီးတော့လှုပ်တဲ့အတိုင်းမန္တန်ရွတ်တော့အဟုတ်ပဲယတနာပစ္စည်းတွေကောင်းငယ်နေကြလာဟာအံ့ဩတာဗောနော်အဲ့ဒါနဲ့အခုပစ္စည်းဥစ္စာရရင်အခုလှုပ်မယ်ဆိုတဲ့လူတွေကဘယ်လှုပ်မရောဟာတဲ့ဥစ္စာကြီးကဒါရွှေတွင်းကြီးပဲလေဟုတ်လားအဲ့ဒါနဲ့သူ့ကိုကြိုးတောင် ပြန်ပြီးတော့ထပ်တုပ်သွားတာပေါ့နော်တခါတည်းအဲ့ဒီပစ္စည်းတွေယူပေါ့အဲ့ဒီဥစ္စာကိုအဲ့လိုဖြစ်တဲ့အချိန်မှာနောက်ထပ်အဲ့ဒီတောထဲမှာသူတို့လိုပဲတမားတက်ဖွဲ့ရတယ်ရှိသေးတယ်ရှိတဲ့အခါကျတော့ဒီကောင်းလေးလက်ကပစ္စည်းကိုလုမယ်ဆိုတော့သူတို့ကစောင့်နေကြတာတခိုးလက်ကတဝက်လုပေါ့နော်အဲ့တော့ယတနာပစ္စည်းတွေလည်းတွေ့တယ်လူတယောက်ဖမ်းလာတာကိုလည်းတွေ့ရဆိုဟိုလူတွေကသူတို့ကမရှင်နိုင်တဲ့အခါကျတော့မင်းတို့ငါတို့မဖမ်းနဲ့ငါတို့နဲ့မတိုက်နဲ့ဒီပစ္စည်းတွေကဟောဒီပုံသားကြီးကကောင်းငင်မော့ကြည့်ပြီးရွတ်လို့ရတာ အဲ့တော့မင်းတို့ငါတို့ဟောဒီပုံသားကြီးပေးမယ်ဟာသဘောတူညီမှုလို့သူ့အယောင်းဝယ်နေနဲ့လောက်ကြတော့တာလေတပည့်ပြောတဲ့စကားနားမထောင်လို့ဟုတ်လားအဲ့ဒါနဲ့ဟိုလူတွေကပစ္စည်းယူပြီးထွက်သွားကြဒီပုံသားကြီးထားခဲ့အဲ့တော့နောက်တစ်ဖက်ကလည်းအကင်ပုံသားကြီးတို့လည်းပဲလှုပ်ဆမ်းပါအောင်စေနာလေးမြစ်တာလေးနဲ့ရွတ်ဆမ်းပါအောင်ပေါ့ဟာနက်ခတ်ကမကြုံဘူးဟာလိန်ညာပြောတယ်ဆိုတော့သူ့အသက်ပြစ်တယ်တပည့်စကားနားမထောင်လို့သေရတယ်နော်အဲ့ဒါနဲ့အဲ့ဒီတပည့်အဲ့ဒီဓမြတွေကနောက်တစ်ဖက်နောက်ကိုလိုက်ကြတာပေါ့အရင်ယရနာတွေလိုက်လှူကြရင်းနဲ့ အချင်းချင်းဒီဥစ္စာပစ္စည်းနဲ့တွေ့တဲ့အခါကျတော့တက်ကြတက်ကြရင်းနဲ့နောက်ဆုံးတရားဝင်မကြံဘူးအကုန်လုံးဒုက္ခရောက်ဟုတ်လားအဲ့ဒါဘုရားလုံးကစိုးတထိတ်ထိတ်နဲ့ပေါ့ငါဆရာကြီးငါသကားတော့နားမထောင်တော့ဘူးနဲ့တူတယ်ဟုတ်လားအဲ့ဒါနဲ့သူလာတော့ဒီမှာဆရာရဲ့အလောင်းကိုအရင်တွေ့တယ်တွေ့ပြီဆိုတော့ဒါတေးကြပြီအဲ့လိုဆိုလို့ရှိရင်ဒီဓမြတွေလည်းပဲတေးကြမှာပဲဒီဥစ္စာပစ္စည်းအတွက်နဲ့ဆိုတော့ရှားတော့အဲ့ဒီမှာတွေ့တော့ဒီပစ္စည်းကိုသူယူပြီးတော့ပြန်တယ်ဆိုတော့ဝိဒ္ဓဘာဇ္ဇဆိုတဲ့ရှိဟုတ်လား ါပါလေဆိုရင်ပြောတဲ့စကားတဘာဝကြတဲ့အတိပဲရှိတယ်ဆိုလို့ရှိရင်မလုံနိုင်ဘူးလို့တော့နားထောင်နိုင်ဖို့လို့လေနားမထောင်ဘူးเนาะချစ်ကက်ကက်လှုပ်နေတယ်ဆိုရင်ဒါအကျိုးမဲ့တွေအများကြီးဖြစ်နိုင်တယ်ပေါ့ဟုတ်လားဒါမှမဟုတ်ဘုံဘုံတို့ဒီမင်္ဂလာတရားကပြည့်စုံရင်အကျိုးကြီးသလားမပြည့်စုံရင်သူကလည်းပဲအများကြီးဆုတ်ယုတ်ပျက်စီးနိုင်တယ်ပေါ့เนาะဒါကြောင့်မြတ်စွာဘုရားသောတော်ကဘုံဘုံဏိဒန်းထဲမှာပြောတယ်လေသောဝသတ္တတာဆိုတာជីပွားချမ်းသာကြောင့်တရား6ပါးထဲမှာတပါးအပါဝင်เนาะဒောဝသတ္တတာ နောက်ဆုံးမချက်ကိုနားမထောင်ဘူးမနာခံနိုင်ဘူးဆိုတာဆွတ်ယုတ်ကြောင့်တရား6ပါးထဲမှာတပါးအပါဝင်ဖြစ်တယ်ပေါ့ဟုတ်လားဒါကြောင့်ဒီမင်္ဂလာတရားနဲ့ပြည့်စုံဖုံဖုံတို့တွေကမလုံနိုင်ဘူးလို့တော့နာယူလွယ်တဲ့စိတ်ရှိဖို့လိုတယ်ပေါ့နော်